မဟုတ်အရင်ကကြိုးပြီးတော့ဟောဘူးတယ်နော်မေးအောင်လိုင်းစစ်တပ်ကိုအနိုင်တိုက်နိုင်မဲ့တိုင်းရင်သားလက်နက်ကန်ရတဖွဲ့ပဲရှိတယ်လို့ဆရာမအကောက်ကိုဆရာမလိုက်ကိုအမြဲတမ်းကြည့်ရလူတွေဆိုသိရနော်ဆရာမဘယ်တော့မှဘယ်မလိုက်ဘူးအရင်တော့အရင်ကြိုးပြောဘူးတယ်ဘယ်ဖွဲ့လဲသိလားမှတ်မိကြလားဆရာမလိုက်ကိုအမြဲမပြတ်ကြည့်ပါတယ်ဆိုတဲ့လူတွေဆိုသိတယ်နော် အဖွဲထဲမှာရံဖြစ်တန်လည်းမကြဘူးစီလုံးညီညွတ်မှုလည်းရှိတယ်တယောက်နဲ့တယောက်နဲ့ဘိုးကြအနိုင်လူတာလည်းမကြောက်တညီတလက်တလက်ထဲနဲ့တိုက်နေတာရံသူဥတီဗီတိုက်နေတဖွဲပဲရှိတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါအဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ချင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ အရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်မင်းအွန်လိုင်းသားသမီးတို့ငါပြောချင်တယ်နင်တို့လူငယ်တွေကိုပေါ်တာဆွဲဆွဲမနေနဲ့ဟုတ်ပြီလားနင်တို့ရှင်းရှင်းလေးရယ်နင်တို့အဲ့မှာလူမိုက်တို့ဇိုးတို့နော်အုတ်ထုတ်ရည်မှုနာမှာကန်နေတဲ့ဆယ်ရည်မှုယာရည်မှုအုတ်ထုတ်ရည်မှုတို့လူမိုက်တို့ဇိုးတို့နော်တရောင်းစားတို့ဂျယ်လီဘီတို့အောက်တန်းစားတို့အဲ့လိုလူမျိုးတို့နင်တို့ တနတ်ပေးတာလို့ဓာပေးကြိုင်တာမျိုးတော့မလုပ်ဖဲနဲ့เนาะသူတို့မှတကယ်ကိုတိုင်းပြည်ကိုတကယ်ချစ်တဲ့နင်တို့စစ်တပ်ကိုထောက်ခံနေဆိုရင်အဲနင်တို့သူတို့ချီးမြောက်တင်တယ်เนาะမင်းအောင်လိုင်းသတောင်းစားအနေနဲ့ချီးမြောက်တဲ့အနေနဲ့သူတို့စစ်မှုတန်းတွေကိုချက်ချင်းထဲ့တင်တယ်ဟုတ်ပြီလားเนาะနင်တို့ရက်ွက်မှာရှိနေတဲ့ရက်ွက်အုပ်ချုပ်ရေးမှုတို့စေအိမ်မှုတို့ယာယီမှုတို့အဲနင်တို့အရန်ချစ်တာလေเนาะအမေဆိုကယ်ဒီမောင်းတဲ့အကောင်တို့ဘာတို့ညာတို့အမေရက်ွက်အုပ်ချုပ်ရေးမှုကိုဝမ်းရံနေတဲ့အကောင်တို့ဇိုးတို့ဘာတို့လူမိုက်လို့လို့ဘာလို့လို့เนาะ ပြည်သူတို့အနိုင်ကျင့်နေတဲ့အကောင်ကနင်တို့တက်မတော်ကိုရမ်းချစ်တာအဲ့ဒါကြောင့်မလို့အဲ့လိုလူမျိုးတို့နင်တို့ဂုံပြုတင်နေဂုံပြုတဲ့အနေနဲ့သူတို့လက်နက်တွေတနတ်တွေဓားတို့အပြစ်မှာပေးမကင်မနဲ့စစ်မှုထမ်းတို့ထဲ့လိုက်ထဲ့ပြီးတော့နင်တို့တရားဝင်တနတ်ကင်ဟိုင်းလိုက်ဟုတ်ပြီလားရှေ့တန်းပို့လိုက်မဟုတ်အရင်ကကြိုးပြီးတော့ဟောဘူးတယ်နော်မေးအောင်လိုက်စစ်တပ်ကိုအနိုင်တိုက်နိုင်မဲ့တိုင်းရင်သားလက်နက်ကင်ရတဖွဲ့ပဲရှိတယ်လို့ဆရာမအကောက်ကိုဆရာမလိုက်ကိုအမြဲတမ်းကြည့်ရလူတွေဆိုသိရနော် ်ဆရာမဘယ်တော့မှဘယ်မလိုက်ဘူးအရင်တော့အရင်ကြိုပြောဘူးတယ်ဘယ်ဖွဲ့လဲသိလားမှတ်မိကြလားဆရာမလိုက်ကိုအမြဲမပြတ်ကြည့်ပါတယ်ဆိုတဲ့လူတွေဆိုသိတယ်နော်အဖွဲ့ထဲမှာရန်ဖြစ်တန်လဲမကြဘူးစီးလုံးညညို့မှုလဲရှိတယ်တယောက်နဲ့တယောက်နဲ့ဘူကြအနိုင်လူတာလဲမကြဘူးတညီတလက်တလက်ထဲနဲ့တိုက်နေတာရန်သူဥတီဗီတိုက်နေတဖွဲ့ပဲရှိတယ်အေးအေးလက်နဲ့ကိုင်းဖြစ်တယ်နော် ဆရာမထင်တာမမှားဘူးဆိုရင်တော့ဒီမြန်မာနိုင်ငံတော်လန်ကြီးရဲ့အေးအေးလက်နက်ကန်ရဲ့ထောက်ပံ့အကူအညီနဲ့ပဲမင်းအောင်လိုင်ကိုအမြင့်ပြည့်ချေမုန်းနိုင်လိမ့်မယ်လို့ဆရာမထင်တယ်။အဲ့ဒီတိုင်းပဲမှန်းထားတယ်။ရှယ်ပြီနော်ဆရာမမျက်ကြာခင်ဖြစ်တယ်နော်။ဒီနေ့ရပေါ့နော်ပြောမယ်ဆိုလို့ရှိရင်9ရက်12လ2024နော်9ရက်12လ2024မှာဒီနေ့ရစပြီးတော့ 9ရက်12လဆိုတော့တရက်1လပိုင်း2လပိုင်း3လပိုင်းထိပေါ့နော်မင်းအောင်လိုင်းအတွက်4လစာအဲ3လပိုင်း8ရက်နေ့ထိပေါ့နော်မင်းအောင်လိုင်းအတွက်4လစာဆရာမအရှိဖြစ်မှာဟောပေးပါမယ်ရှင်နော်မင်းအောင်လိုင်းဒီဒီနေ့ကစပြီးတော့ပေါ့နော်4လအတွင်းပေါ့နော် ဒီမှာသူ့ရဲ့ဒီဇာတာခွင်ပေါ့နော်ဇာတာခွင်နဲ့မှပါတာဆီမှာဟောပေးမယ်နော်ဒီနေ့ရစပြီးမင်းအောင်လိုင်းဒီခီးတူခီးရှည်များနေလိမ့်မယ်နောက်တစ်ခုသူ့ကြံစီထားတဲ့အကြံစီတွေပေါ့နော်သူ့ဒီအမှုတွေအကုန်လုံးသူ့ကြည်ရင်ဆိုင်နေရတဲ့အမှုတွေအကုန်လုံးသူ့လွတ်ဖို့အထူးကြံစီနေပါတယ်အဲ့ဒါကြောင့်မလို့နော်မြန်မာနိုင်ငံသားတွေအနေနဲ့မင်းအောင်လိုင်းရဲ့အကြံစီတွေမအောင်မြင်ဖို့ဝိုင်းပြီးဆူတောင်းပေးကြပါလို့เนาะမင်းအောင်မင်းအောင်လိုင်းညှိနှိုင်းဆောင်ရွက်မှုတွေကိုအထူးလုပ်နေပါတယ်เนาะ သူ့ပြပတရားဆွဲထားတာလည်းရှိတာဖြစ်တဲ့အတွက်သူလုတ်ခဲ့တဲ့အကျန်းဖက်လုံရက်တွေအကျန်းဖက်အမှုတွေကိုပြေပြောက်ဖို့ရအတွက်အဲ့ကောင်ကညှိနှိုင်းမှုတွေလုပ်နေပါတယ်လို့အမိဘပြည်သူတွေကျွန်မပုံမှန်လေးလည်းပြောကြမှာလေရှင်နော်နောက်တစ်ခုကမင်းအောင်လိုင်းဒီနေ့ကစပြီးတော့လေးလအတွင်းပေါ့နော်ပြပနိုင်ငံနဲ့ပတ်သက်လို့ပေါ့နော်စည်ရင်းနဲ့တော့၎င်းနောက်ငွေကြီးနဲ့တော့၎င်းအမှုရင်ဆိုင်ရခင်ရှိပါသေးတယ်ရှင်နော်အဲ့ဒါကြောင့်မလို့ ဒီနေ့ရစာပြီးလေးလအတွင်းပေါ့နော်မင်းအွန်လိုင်းဘာဖြစ်မလဲဆိုလို့ရှိရင်ငွေရေးကြီးလိန်ထားတာပဲဖြစ်ဖြစ်ချိထားတာပဲဖြစ်ဖြစ်ပြပနိုင်ငံနဲ့ငွေရေးကြီးပြက်တနာနောက်စီးရေးပြက်တနာမင်းအွန်လိုင်းအထူးရင်ဆိုင်ရပါမယ်ရှင်နော်ကျမ်းမာရေးနဲ့ပတ်သက်လာရင်ပြောပါဆိုလို့ရှိရင်မင်းအွန်လိုင်းပေါ့နော်မျက်စိနဲ့ပတ်သက်တဲ့ကျမ်းမာရေးဖြစ်နေပါတယ်ရှင်နော်ဆရာမတော့ပုံမှန်လင်းလင်းပြောမယ်ဆိုလို့ရှိရင်မင်းအွန်လိုင်းပေါ့နော်လီနဲ့ပတ်သက်တဲ့ဟာတို့အဲ့လိုလေဖြန်းတာမျိုးတို့အကြောနဲ့ပတ်သက်တာမျိုးတို့အဲ့ဒီယောဂါဖြစ်နေပါတယ်ရှင်နော် ပြောမယ်ဆိုစိတ်ပင်ပန်းလူပင်ပန်းနဲ့အရန်တုံလုံး၆ချားနေပါတယ်လို့ပြောကျင်နေရှင်เนาะအဲ့တော့မင်းအောင်လိုက်အနေနဲ့ဒီလေးလာတွေ့မှာဆိုလို့ရှိရင်ပုံမှန်လင်းလင်းပြောမှာဆိုသူကသူ့ရဲ့ကြံစည်ထားတဲ့အကြံစီတွေအကုန်လုံးသူလှုပ်ထားတဲ့မကောင်းမှုတွေအကုန်လုံးကိုသူကပြေပြောက်ဖို့ကြံစည်ထားတာအဲ့ဒီအကြံစီတွေကိုမအောင်မြင်ဖို့မြမပြည်သူတွေအနေနဲ့ဝိုင်းဝန်းပြီးစူတောင်းပေးကြပါလို့ဆရာမကတော့ပြောသူကလည်းမင်းအောင်လိုက်အနေနဲ့ဒီနေ့အစားပြီးလေးလာအတွင်းပေါ့နော် တလက်မှန်တာတို့6လောက်ကျိုးတာလက်ကျိုးတာတို့ဖြစ်ကင်းရှိပါတယ်ရှင်เนาะเนาะအဲ့ဒါတော့ပြည်သူတွေအနေနဲ့ဝမ်းနာတာလိုက်တော့เนาะမင်းအောင်လန်းအမှုတွေတမှုမပြီးသေးဘူးနောက်ထပ်နှစ်မှုသုံးမှုလောက်ရင်ဆိုင်ရခင်ရှိပါတယ်ရှင်เนาะဆရာမကတော့ ဆီယမများကြခင်ဖြစ်ပါတယ်ရှင်နော်ဝိဇာနီးကြဗေဒပညာရှင် ဖြစ်ပါတယ်ရှင်နော်အဲ့ဒါကြောင့်မလို့ဆီယမဟောတဲ့အချက်မင်းအောင်လိုင်းနဲ့ပတ်သက်တဲ့အချက်နံပါတ်1အချက်ကမင်းအောင်လိုင်းကသူလှုပ်ထားတဲ့မကောင်းမှုတွေအကုန်လုံးပြေပြောက်ဖို့အတွက်သူညှိနှိုင်းဆောင်ရွက်မှုတွေလုပ်နေပါတယ်သူကြံစည်ထားတဲ့အကြံစီတွေအောင်မြင်ဖို့သူစူးစမ်းနေပါတယ်မအောင်မြင်အောင်ပြည်သူကဆူတောင်းပေးပါအဲ့ဒါနံပါတ်1ချက်ပါနော်နံပါတ်2ချက်ကပြပနိုင်ငံနဲ့ပတ်သက်လို့မင်းအောင်လိုင်းငွေကြီးအရှုပ်ရှင်းအမှုပြဿနာရင်ဆိုင်ရပါမယ်ရှင်နော်အဲ့ဒါနံပါတ်1ချက် နံပါတ်3ချက်ကဒီပနိုင်ငံနဲ့ပတ်သက်တာပြီးစီရေးချင်းချောင်းမှုလို့စီရေးနဲ့ပတ်သက်တဲ့ပြဿနာမရောက်နိုင်တေချာပေါက်ရင်ဆိုင်ရပါမယ်နော်အဲ့ဒါနံပါတ်3ချက်ပါနံပါတ်4ချက်ကတော့သူကိုယ်တိုင်တနတ်မှန်တာတို့ခြီကျိုးလက်ကျိုးတာတို့ဖြစ်ကိန်းရှိပါတယ်ရှင်နော်နောက်နံပါတ်5အချက်ကတော့မင်းအောင်လိုင်းအာယုံကျောအားနေပြီးတော့နော်လေဖြန်းတာမျိုးတို့နော်မလုံနိုင်တာမကိုင်းနိုင်တာမျိုးတို့နော်အဲအကျောဆွဲသွားတာမျိုးတို့ဖြစ်တတ်ပါတယ်ရှင်နော်နံပါတ်5အချက်ဖြစ်ပါတယ်ရှင်နော်အဲ့တော့မင်းအောင်လိုင်းနဲ့ပတ်သက်ပြီးလာပတ်သက်ပြီးတော့ 6ရက်12လ2024ရက်စပြီးတော့8ရက်3လ2024အတွင်းဤ9ချက်ထဲဤ9ချက်ထဲက3ချက်လောက်မှန်တယ်4ချက်လောက်မှန်တယ်ဆိုရင်ပြည်သူတွေဝမ်းနာတာလိုက်တော့နော်ဆရာမတော့ဆရာမများကြားခဲ့မယ်ဖြစ်ပါရဲ့ရှင်နော်ဝိဇာနီကျဆရာမဗေဒပညာရှင်ပါနော်ဆရာမရဲ့အကောက်ကလေးကိုဝိုင်းဖော်လို့ဒီပိုလို့ live ဖော်လို့ရှင်လုတ်ပြီးနော်မင်းအွန်လိုင်းမကြခင်တေတော့မယ်လို့ပြောချင်တယ်နော်စိတ်မဆိုးနဲ့နော်မအားလိုက်စိတ်ဆိုးရင်လဲတည် ဆီယမများကြားခင်မဲ့ဖြစ်ပါတယ်။ဆီယမကသူများရဲ့သူများရဲ့စကလုံးသူများသုံးလုံးနဲ့အရာတို့ယူသုံးရတာမကြိုက်ဘူး။ဆီယမပြောလိုက်တဲ့တော်လိုင်းင်းနဲ့ပတ်သက်လိုက်လို့ပြောလိုက်တဲ့ဇကားတွေတော်တော်များများကအခုဆိုရင်ဆီယမဥပဒေပြုရေးအတွက်စဉ်းစားတာတွေပြောတာတွေရှိရပေါ့နော်။အဲ့ဒါတွေအကုန်လုံးကဆီယမယင်တွေကနေစေတနာနဲ့ပောက်ဖွားလာတဲ့ဆီယမကြုံခဲ့တဲ့နိုင်ငံရဲ့အတွေ့အကြုံရဆီယမတို့မြန်မာနိုင်ငံရဲ့ဥပဒေအရဆီယမယင်တွေကပောက်ဖွားလာတဲ့ ဘယ်လိုပြောမလဲဖြစ်ချင်းစိတ်ရှိတဲ့ဆန္ဒတွေကြီးရပဲဘသူစကားကိုမှဆရာမယူမတုံးဆရာမပြောသမျှတော်လိုင်းရင်းနဲ့ပတ်သက်တာတွေရင်နှင်းပြစ်တွေကြီးရပဲလို့ပြောချင်တယ်နော်အဲ့တော့မြန်မာနိုင်ငံနဲ့ပတ်သက်လာလို့တချို့ကနားမလဲဘူးဒီပြောမယ်ဆိုလို့ရှိရင်တန်းတူညီမျှတဲ့ဟာပေါ့နော်ကိုပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ဟာလို့ဆရာမရဲ့သဘောထားလို့ပြောပြမယ်နော် ကြိုက်တယ်ဆိုလို့ရှိရင်ဒီပိုလေးကိုလိုက်ရဖို့လို့ရှိရင်လုပ်ပြီးတိုင်းရင်သားအားလုံးအတွက်ဒါပြောပြတာပေါ့နော်ဆရာမစဉ်းစားထားတာလေးပေါ့နော်ဒါဘသူဆရာမစကားမဟုတ်ဘူးနော်ဆရာမရင်ထဲကစကားလိုက်တယ်မှာဆရာမခဏခဏပြောဘူးလေတချို့ရသတိမထားမိလို့ဖြစ်မယ်နော်ဆရာမတို့မြန်မာနိုင်ငံမှာဒီပြည်သူအစိုးရတက်လာပြီဆိုလို့ရှိရင်2008ဖွဲ့စည်းပုံအခြေခံအမှုတို့ဆရာမတို့လုံးလုံးပယ်ပြက်ပြင်မှာရပြည်သူအစိုးရတက်တယ်ပြည်သူအစိုးရစစ်တယ်ဆိုလို့ရှိရင်နော် ပြည်သူတန်းတူညီမျှစွာအုပ်ချုပ်နိုင်တဲ့အစိုးရမှပြည်သူအစိုးရဖြစ်တယ်တပါတီအာဏာရှင်စနစ်မဟုတ်ဘဲနဲ့တပါတီအာဏာရှင်စနစ်ကိုအုပ်ချုပ်တာပြည်သူအစိုးရမဟုတ်ရောင်းတော်ပြန်ဖြစ်တယ်နော်ပြည်သူအစိုးရစစ်အုပ်ချုပ်ရင်ဘယ်လိုဖြစ်မလဲဆိုရင်ဒါဆီယမရဲ့ရင်သွင်းဖြစ်ကလေးပေါ့နော်ဆီယမဖြစ်စေခြင်းနဲ့ဆန္ဒလေးပေါ့နော်တိုင်းနယ်ပြည်နယ်၁၄ခုရှိတယ်။တိုင်းရင်းသားတို့ကိုပိုင်အုပ်ချုပ်ခွင့်၊ကရင်ပြည်နယ်မှာဆိုကရင်အုပ်ချုပ်၊ရှမ်းမှာဆိုရှမ်းအုပ်ချုပ်၊မွန်မှာဆိုမွန်အုပ်ချုပ်နော်။ဗမာမှာဆိုရင်ဗမာအုပ်ချုပ်ဟုတ်ပြီလား။ ။နောက်ကချင်မှာဆိုရင်ကချင်အုပ်ချုပ်သူ့ရဲ့တိုင်းဒေသကြီး၁၄ခုမှာတိုင်းရင်းသားအများကြီးရှိရဲတိုင်းရင်းသားတွေအများကြီးရှိရဲအဲတိုင်းရင်းသားတွေမှာမူရင်းတိုင်းရင်းသားပေါ့ရှမ်းပြည်နယ်ဆိုရှမ်းနေပဲအုပ်ချုပ်တယ်။ကရင်ပြည်နယ်ဆိုကရင်နေပဲအုပ်ချုပ်။ဒါပေမဲ့တစ်ခုရှိတာဥပဒေဆိုဆက်မဥပဒေပြုရေးဘယ်လိုသွားမလဲဆိုရှမ်းမတို့မြန်မာတိုင်းနိုင်ငံလုံးမှာဥပဒေအရဒေတိုင်းရင်းသားလူမျိုးပေါင်းလူတဦးတယောက်ချင်းစီတန်းတူညီမျှအခုရေးစောင့်ရှောက်မှုအပြည့်အဝရှိတဲ့ဥပဒေမျိုးဖြစ်ရမယ်။ ဒီဥပဒေကတနိုင်ငံလုံးမြန်မာတနိုင်ငံလုံးမှာဒီဥပဒေတစ်ခုတည်းပဲသုံးဆွဲမှာအဲ့ဥပဒေပေါင်တွင်းနေရပဲသွားမယ်အဲ့ဒီလိုသွားမှာနော်ပြည်ပမှာလည်းဒီဥပဒေတိုင်းရင်းသားနယ်တွေမှာလည်းဒီဥပဒေတိုင်းရင်းသားတွေအုပ်ချုပ်တဲ့နေရာမှာအစိုးရစီမံခန့်ခွဲတဲ့နေရာမှာကရင်ဆိုရင်ကရင်ကကရင်ပြည်နယ်မှာသူ့ဝင်ကြီးချုပ်သူ့ဟာသူ့သူ့ရဲ့တိုင်းသူ့ရဲ့တိုင်းဝင်ကြီးချုပ်သူ့ဟာသူ့သူ့အုပ်ချုပ်ပြီးတော့အစိုးရဌာနရဆက်ကရင်နေဖြစ်ရမယ်ကိုပိုင်အုပ်ချုပ်ခွင့်ရခိုင်မှာဆိုရင်လည်းရခိုင် တိုင်းမှာရခိုင်ပြည်နယ်မှာသူ့ရဲ့ဒေသမှာသူ့ရဲ့အစိုးရအာဏာပိုင်နေရာဒီရခိုင်နေပဲဖြစ်ရဥပဒေတွေကတော့တခုပဲပဲရှိတယ်အဲ့ဥပဒေတိုင်းပဲသွားမှာနော်နောက်တစ်ခုတချို့ကအတ္တကြီးအဲ့ဒါရခိုင်ပြည်နယ်မှာဆိုရခိုင်နေပဲနေရမှာတော့မဟုတ်ပါဘူးရှမ်းပြည်နယ်မှာရှမ်းနေကြရပဲနေရမယ်ဆိုမဟုတ်ပါဘူးရှမ်းပြည်နယ်မှာလည်းတိုင်းရင်းသားလူမျိုးပေါင်းတော့အများကြီးရှိတယ်။ရခိုင်မှာလည်းတိုင်းရင်းသားလူမျိုးပေါင်း၊ဗမာပြည်မှာလည်းတိုင်းရင်းသားလူမျိုးပေါင်းတယ်၊ကရင်ပြည်နယ်မှာလည်းတိုင်းရင်းသားလူမျိုးပေါင်းတော့အများကြီးရှိတယ်။ဟုတ်ပြီလား။ ိုင်းနယ်ဒေသ14ခုမှာရခိုင်မှာဆိုရခိုင်အုပ်ခုရှမ်းမှာဆိုရှမ်းကရင်မှာဆိုကရင်မွန်မှာဆိုမွန်နော်ထဝယ်မှာဆိုထဝယ်အဲ့ဒီလိုအုပ်ချုပ်တဲ့အောက်မှာမှဒီတိုင်းနယ်ပြည်နယ်14ခုမှာဘယ်တိုင်းဘယ်ပြည်နယ်မှာဖြစ်ဖြစ်တိုင်းတစ်တိုင်းမှာဆိုလို့ရှိရင်ဥပမာကရင်ပြည်နယ်မှာဆိုကရင်နေအုပ်ချုပ်တယ်ထားလိုက်တော့အဲ့ဒီကရင်ပြည်နယ်မှာအစိုးရဌာနတွေအကုန်လုံးကကရင်နေအုပ်ချုပ်ပြီးတော့ကရင်နေရဲ့ဒီကိုပိုင်အုပ်ချုပ်ခွင့်ကိုပေးထားတာဖြစ်တဲ့အတွက်ဒီကရင်ပြည်နယ်မှာရှိတဲ့လူမျိုးပေါင်းစုံတိုင်းရင်းသားပေါင်းစုံကလည်း ဒီကရင်ပြည်နယ်အုပ်ချုပ်ခြင်းစီမံခန့်ခွဲခြင်းကိုတော့ခံရမယ်ဒါပေမဲ့ဒန်းတူညီများမှုဖြစ်ရမယ်ငါလူမျိုးကရင်လူမျိုးဆိုပြီးတော့မျက်နှာလိုက်လို့မရဘူးအာဂရီလိုက်စားလို့မရဘူးဘက်လိုက်လို့မရဘူးအဲ့ဒီကရင်ပြည်နယ်မှာနေတဲ့လူမျိုးပေါင်းစုံတိုင်းရင်းသားပေါင်းစုံပေါ်မှာဒန်းတူညီမျှတဲ့ဥပဒေအချိုးစားဖြစ်အောင်ပွားရမှာအတ္တာမကျမတို့ဆရာမတို့လိုချင်တဲ့ဒီမိုကရေစီတို့ဒန်းတူညီများမှုလူအခွင့်အရေးတို့ဆိုပြီးတော့ပြေဝါတဲ့စစ်မှန်တဲ့ နိုင်ငံအုပ်ချုပ်မှုတစ်ခုဖြစ်မှာအဲ့ဒီလိုမှမဟုတ်ရင်စစ်မှန်တဲ့နိုင်ငံအုပ်ချုပ်မှုမဖြစ်နိုင်ဘူးအဲ့တော့ဥပဒေပြူရေးတစ်ခုတည်းဖြစ်တာဖြစ်တဲ့အတွက်ဘယ်တိုင်းဒေသကြီးမှာနေနေဘယ်လိုလူမျိုးဖြစ်ဖြစ်မြန်မာနိုင်ငံသားမှန်တယ်ဆိုရင်တိုင်းနဲ့ပြည်နယ်၁၄ခုကိုပတ်သွားလို့ရတယ်ဒါပေမဲ့ဥပဒေပြူရေးကတစ်ခုတစ်ခုတည်းဖြစ်တာဖြစ်တဲ့အတွက်ဘယ်တိုင်းဒေသကြီးကိုသွားသွားဘယ်ပြည်နယ်ကိုသွားသွားဒီလူတယောက်ရဲ့ဒီနိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးပြေဝါရှိနေရမယ် ဥပဒေကာကွယ်မှုကလည်းပြေဝါရှိနေရမယ်။အဲ့ဒီလိုစနစ်ကိုသွားကြင်တာဆရာမတို့ကအဲ့ဒီလိုစနစ်သွားလိုက်ရင်ဆရာမတို့အာခရီလိုက်စားမှုကိုကင်းသွားမယ်။နော်မကောင်းတာကိုလုပ်ဖို့ကင်းသွားမယ်။ဥပဒေဆိုတဲ့အရာကိုထိထိမိမိဥပဒေပြုစုတဲ့ရေးသားတဲ့လူကလည်းမှန်မှန်ကန်ကန်ရေးသားပြုစုပြီးတော့အဲ့ဒီဥပဒေကိုလည်းထိထိမိမိဘယ်လိုပြောမလဲ။ စည်းကမ်းပေါင်လေးကတိတိကျကျလုံမယ်ဆိုလို့ရှိရင်အဲ့ဒီဥပဒေကဘယ်လိုက်မှုမရှိဘူးအားကလေးလိုက်စားမှုမရှိဘူးဆိုရင်ဘလောက်စိုးသွနေတဲ့လူပဲဖြစ်ဖြစ်အဲ့ဥပဒေအောက်ဥပဒေရှိတာကိုကြိုက်သွားလိမ့်မယ်ဥပဒေအကြောင်းကိုပြောပြမယ်ဥပဒေဥပဒေနဲ့တရားဥပဒေကိုကြိုက်တဲ့လူက တရားဥပဒေရှိတာကိုကြိုက်တယ်တရားဥပဒေကိုမကြိုက်တဲ့လူကတရားဥပဒေရှိတာကိုမကြိုက်တာမဟုတ်တရားဥပဒေကဥပဒေကတော့သူတို့နေတာဒီတရားဥပဒေစိုးမိုးရေးလုပ်နေတဲ့လူတွေကလက်စားအားကိုလိုက်စားတော့လူတွေကဟာဥပဒေရလဲဘာမှမထူပါဘူးကွာဆိုအဲ့မှာလူတွေကလူစိုးလူမိုက်တွေဖြစ်ကုန်တယ်အဲ့တော့မကောင်းမှုအကုစုကို မကျူးလွန်ဖို့ဆိုရင်တရားဓမ္မကိုသိတာလည်းသိတဲ့အပိုင်းဒါပေမဲ့လူတွေဖြစ်နေတာဖြစ်တဲ့အတွက်ဒီတရားမျှတတဲ့ဥပဒေတရက်ရှိမှ တိကျတရားမျှတာလေဥပဒေတရားရှေ့မကောင်းမှုကျူးလွန်မှုအင်မတန်ဘယ်လိုပြောမလဲကြောက်ကြပါလေအခုဥပဒေဥပဒေကိုယ်တိုင်ရအောင်ဥပဒေကတော့ဒါပြောမှဆိုတတ်မဲ့ပေါ့နော်အဲဥပဒေကိုကိုင်နေတဲ့လူတွေရအောင်ဘယံပတာပေါက်လို့ပဲစားဥပဒေကတမျိုးသူတို့လှုပ်ချင်သူတို့လှုပ်လို့လို့လူတွေကဥပဒေကိုမကြောက်တော့တာဥပဒေရတာတရားမျှတာတဲ့ဥပဒေဖြစ်လိုက်ပါ လူတိုင်းကဒီဥပဒေကိုကြိုက်ပါလိမ့်မယ်ဒီဥပဒေအောက်မှာပဲအကုန်လုံးလိမ္မာရင်ကြားရှိသွားပါလိမ့်မယ်နော်နည်းနည်းတော့အချိန်ယူရမှာပေါ့နော်ဆ iam မလို့လူချင်းနဲ့ဆ iam မလူချင်းနဲ့ဒီမူကူရစီကအဲ့လိုတချို့ကိုပြောနေကြတယ်အာတပါတီအာနာရှင်ယူကောက်ပေါ်ဝင်လိုက်ဝင်လိုက်တဲ့ဒီအစိုးရအောင်မှာတိုင်းဒေသကြီးနဲ့တိုင်းရင်းသားတွေအကုန်လုံးကအရင်လိုပဲနေရမှာဆိုဆ iam မအာနာရှင်လက်ထက်မှာအာနာရှင်နဲ့တူတူပဲဘာမှမထူဘူးနော်အဲ့ဒီစနစ်ကိုလုံးဝမကြိုက်ဘူးဆ iam မကအာနာရှင်ခြုံငိမ့်မှုတိုက်တယ် တိုင်းရင်းသားတွေပေါ်မှာလည်းအာနာရှင်ခြုံငိမ့်နေ80တိုင်မကြံတဲ့လူတော့မသူဆရာမရဲ့ဆရာမရဲ့ယင်တွေကစေတနာတော့အဲ့တိုင်ပဲလူတွေကလေအမှန်တရားကိုကြိုက်တယ်တရားရအောင်မှာတရားရအောင်မေးလိုက်အမှန်တရားကြိုက်တယ်တကယ်အမှန်တရားကြိုက်တဲ့လူတော်တော်များများလေတရားရအောင်မှာတရားလုံးအမှန်တရားကြိုက်တယ်ဒါမဲ့ကိုကိုတိုင်ကြတော့အဲ့ဒီအမှန်တရားကိုကြိုက်ပဲမဲ့ကိုကိုတိုင်ကြတော့အဲ့ဒီအမှန်တရားတိုင်မဲ့နေလားဆိုတဲ့လူကမနေတဲ့လူကများတယ် အမှန်တရားငါတို့ကတော့အမှန်တရားဆိုတဲ့လူတွေပတ်စံပေးရင်ပေးမပေးလို့ရှိရင်နေရအခွင့်အာဏာပေးလိုက်အဲ့ဒီအမှန်တရားတွေပါဇက်ပိတ်တယ်နော်အဲ့ဒါကြောင့်မလို့ဆ ्याम မဒါလူပြောပြပေးတာဆ ्याम မရဲ့ရင်တွင်းပြဖြစ်ဖြစ်တယ်နော်ဘသူရှိရမှာကူးယူထားတာဘသူစကားကိုမှပြန်ပြောတာမျိုးမျိုးဆ ्याम မဘဝမှာသူများစကားကိုယူသုံးရတာကြိုက်ကိုမကြိုက်တာနော်ဒါဆ ्याम မရဲ့ရင်တွင်းပြဆ ्याम မနိုင်ငံရေးစလို့အခုမှမဟုတ်2009နိုင်ငံရေးစလို့တော့ကတာဆ ्याम မမိန်ကုန်းပြောအဲ့တိုင်းပဲပြောတယ်နော်ဆ ्याम မဒီအမေစု အမေတော်အောင်စားစုကြီးရွေးကောက်ပွဲစီယုံကြီးကာလာရီမှာကျွန်မဆရာမဒီပြည်နယ်ဒီမှာစီယုံကြီးစင်းနေဆိုဆရာမအဲ့လိုပဲပြောတယ်ဒါပေမဲ့ဆရာမပြောတာအောင်ဆရာမဒီပါတီဝင်တွေကတချို့တွေကမကြိုက်ကြအဲ့တော့ကအဲ့လိုကြုံရတယ်ပြည်သူကလက်ခံတယ်အချင်းချင်းကမကြိုက်ဘူးဘာသူတို့ဘာလို့မကြိုက်လဲလဲကိုလည်းအဲ့တော့ကမသိဘူးလေအခုကြတာသိသွားတယ်သူတို့ကတပါးဒီအာနာရှင်စနစ်ကိုပဲသူတို့ကသွားကြတာဆရာမတို့အဲ့ဒါလက်မခံဘူးနော်အဲ့ဒါအလေးပြောချင်ပါတယ်နော်တိုင်းရင်းသားရင်းနဲ့ပတ်သက်လာလို့ရှိရင် တိုင်းရင်အခုတချို့ကပြောတိုင်းရင်သားရေးပြောလို့ဆိုလူမျိုးရေးရောတဲ့အဲ့ဒီမှာဘာအဲ့မေးတဲ့လူကအုံနောက်မရှိတော့တာတိုင်းရင်သားတိုင်းမှာလူမျိုးပေါင်းစုံဘာသာပေါင်းစုံရှိတယ်အကုန်ပါပြီးသားဖြစ်တယ်မြည်သူမဆိုကိုကိုယုံကြည်ကိုကိုွယ်တဲ့ဘာသာကိုလွတ်လပ်စွာကိုကိုွယ်ကိုရှိမယ်ဒါမဲ့နိုင်ငံသားပေါ့နော်မြန်မာနိုင်ငံသားမည်သူမဆိုကိုယုံကြည်အားကိုးတဲ့ဘာသာကိုလွတ်လပ်စွာကိုးကွယ်ခွင့်ရှိမယ်ဥပဒေပြုရေးရလဲတက်ရောက်ချင်းစီပေါ်မှာ ဒန်းတူညီများမှုရှိရမယ်အဲ့ဒီလိုဥပဒေနဲ့သွားမှဆရာမတို့လူကျင်တာရောက်တာအဲ့တော့တော့ပြောမယ်ကိုပိုင်အုတ်ချုပ်ခွင့်ရတော့တချို့ကနားမလဲကိုပိုင်အုတ်ချုပ်ခွင့်ရဆိုစိုင်းပုတ်ကလေးပေးပြီးစစ်တပ်ကရှိတယ်အခုပေးထားတာမြန်မာနိုင်ငံမှာကိုပိုင်အုတ်ချုပ်ခွင့်ရဒေသရှိတယ်တော့ကြည့်လိုက်စိုင်းပုတ်ပဲပိုင်တော့တို့ကြံတဲ့အစိုးရအဖွဲ့ပြူပြူရေးတွေဘာညာရစစ်တပ်ကပဲချုပ်ကင်တာအဲ့ဒီလိုမဟုတ်ကိုပိုင်အုတ်ချုပ်ခွင့်ရဆိုဒီတိုင်းရင်းသားနေမှာဆိုဒီတိုင်းရင်းသားပဲအုတ်ထုတ်ရတာ နော်မယမ်းပရာလို့လို့မြောက်စီးနေကန်းနဲ့ဘောင်လေးနဲ့အဲ့လိုလေးသွားတာမျိုးပြောချင်တာရှင့်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်နော်ဆရာမတော့ဆရာမများကြခင်မှာဒီဗီဒီယိုဖိုင်လို့ကြိုက်တယ်ဆိုလိုက်ရန် follow ရှယ်လုပ်ပြီးနော်တကယ်လို့ကြိုက်တယ်လို့များတယ်ဆိုရင်ဆရာမရဲ့ရင်းနှင်းပြည့်ကလေးတွေပေါ့နော်ဆရာမနိုင်ငံရေးနဲ့ပတ်သက်တာလေးတွေပြည်သူတွေနဲ့ပတ်သက်တာဆရာမဒါဆရာမအုံတော်ထမှာဆရာမရင်းနှင်းရဖြစ်လာတဲ့ဇာတ်ကားတွေဖြစ်တာဖြစ်တဲ့အတွက်ကြားကျင်တယ်ဆိုရင်တော့လိုက်ရန် follow ရှယ်များတယ်ပေါ့နော်တောင်းဆိုလို့လူများတယ်ဆိုတင်ပေးမယ်ရှင့်နော်ဟိုဘက်အကောင့်မှာတင်တာခဏခဏဖြုတ်ချခံရလို့ရှင့်နော်နောက်တစ်ခုပြောမယ်တဲ့လား ပြည်သူအစိုးရစစ်စစ်ဆိုလို့ရှိရင်လေနော်ရှောင်းတော်ပြန်မဟုတ်ဘူးဆိုလို့ရှိရင်ဒါမှမဟုတ်မင်းအောင်လိုက်ပြီးရောင်းတော်ပြန်တက်မှာနော်ပြည်သူအစိုးရစစ်စစ်ဆိုအဲ့ဒီအဲ့ဒီဆရာမပြောတဲ့ဥပဒေတိုင်းဖြစ်လိမ့်မယ်အဲ့ဒီဥပဒေတိုင်းမဖြစ်သေးရင်ပြည်သူအစိုးရမစစ်သေးဘူးကျေးဇူးတင်တယ်နော်